အားလုံးမင်္ဂလာပါခင်ဗျာမင်္ဂလာပေါင်းချန်နယ်ကနေပြန်လဲကြိုဆွန်လိုက်ပါတယ်ယနေ့29ရက်3လ2025ရက်နေ့စီသတင်းလေးကိုတင်ပြလိုပါတယ်ခင်ဗျာကျောင်းဖြူရံပြေရန်ကုန်လမ်းဘော်က ရတရင်၃နှစ်နဲ့ဤတဲ့ပြန်စကိရွာမှာတိုက်ပွဲပြင်းထန်နေပါတယ်ရတရင်ကနေမီထွက်ရှင်းရမှာစစ်သည်ကြအေးအေးသဘုံများနဲ့တိုက်ပွဲဖြစ်ပွားနေပြီးတော့လွန်ခဲ့တဲ့ရက်အနည်းငယ်ကပြန်စကိရွာဘုံတော်ကြီးကျောင်းမှာစစ်သည်ကြအေးအေးများခုံအောင်နေပါတယ်ဒီခုံအောင်နေတဲ့စစ်သည်ကြများကိုမြမတပ်မတော်ကဒရုန်းလက်နက်ကြီးများဖြင့်ရှင်းလင်းတုတ်တင်ရမှာတော့စစ်သည်ကြအေးအေး90ဦးခန့်သေဆုံးပြီးတပ်မတော်ကနေမီဆက်လက်ရှင်းလင်းနေစေဖြစ်ပါတယ် ပြန်စခေရွာဘုံတော်ကြီးကျောင်းမှာရှိနေတဲ့ကျောင်းတိုင်ဆရာတော်ကတော့ပြစ်ခတ်မှုတွေမဖြစ်ပွားခင်ကတည်းကတခြားမြို့ရွာလွတ်ရာကျွရွာကိုစစ်ဘေးတိမ်းရှောင်သွားကြောင်းတင်ပြလိုပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြရင်းတဲ့သတင်းလေးကတော့အေယောင်ရီတိုင်းလေးမျက်နှာမြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ29ရက်3လ2025ရက်နေ့ဒီနေ့မွန်းလွဲ2နာရီခွဲလောက်မှာအေယောင်ရီတိုင်းလေးမျက်နှာမြို့နယ် ဘိနေကွင်းကြေးရွာအနီးတံမြာကုန်းတောင်စင်းကုန်းကြေးရွာများတဝိုက်မှာထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်ဘိနေကွင်းဆိုတာရေကြီးမြို့နယ်စောမြရွာမြောက်ဖက်ဆင်မိုင်က အကွာမှာတည်ရှိပါတယ်ညီစံအောင်ပြောရရင်တော့ရေကြီးလေးမျက်နှာအင်ကပူမြို့နယ်ပသိမ်မုံရွာအဝေးပြေးလမ်းမကြီးအနောက်ဘက်ရခိုင်ရုံးမတောင်ကြီးတစ်လျှောက်မှာ20 30အဖွဲငယ်လေးများနဲ့ပျောက်ကြားအသွင်လှုပ်ရှားနေတဲ့ AA Black PDF တို့ မြမတပ်မတော်ကလိုက်လံရှင်းလင်းနေခြင်းပဲဖြစ်ပါတယ်အေအေနဲ့တောင်းကျန်းသူတွေဟာယုံမတောင်ချီတစ်ခုတ်ဝါခုတ်မိသွေးဖုတ်ရွာငယ်လေးများအတွင်မှာအချိန်မတော်ဝင်ရောက်လာပြီးရွာသားတွေကိုအပြင်းမထွက်ရအတင်းအကျပ်ဖမ်းဆီးပြီးဖုံးတွေသိမ်းနေတဲ့အတွက်ရွာအတော်များများလဲထွက်ပြေးတင်းရှောင်နေရပါတယ်လွန်ခဲ့တဲ့မတ်လ26ရက်နေ့တရလုံးပသိမ်မုံရွာလမ်းမကြီးအနောက်ချမ်းယုံမတောင်ချီတခြား တမရောကယဟယင်များနဲ့လိုက်လံပြစ်ခတ်နေပါတယ်။ဗီရာမမြောက်ဆန်းအထိလက်ပံမင်းရွာလန်းစုံမှတီရာကုန်းမြေအထိတမရောစစ်သည်အင်အားများအလုံးအယင်ချတားဆီးထားပြီး လက်နကြီးများနဲ့ပြစ်ခတ်နေကြတာည7နာရီကျော်တဲ့အထိအတန်တွေကြားနေရပါတယ်။တခဲကပျောက်ကြားဆိုရင်တမရောကလည်းပျောက်ကြားပုံစံရွှေလျာကွန်မန်ဒိုအုပ်စုလေးများလောက်တော့ရှိခြင်းရှိမှာပါ။ အောင်ပွဲရအလောင်းလက်နက်များကိုတော့မနက်ဖြန် Telegram မှာကြည့်ရှုခံစားကြပါခင်ဗျာဟုတ်ကဲ့အခုတင်ပြခြင်းတဲ့သတင်းလေးကတော့မြကြီးနာမြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါမဲလန်26ရက်နေ့မနက်ပိုင်းကမြကြီးနာမြို့နယ်အောင်ဆန်ကားရွာနီးနယ်မြေရှင်းလင်းနေတဲ့တပ်မတော်စစ်ကြောင်းနဲ့အကြမ်းဖက် KIA 50ဦးတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွင်မှာရန်သူကဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး မိမိဘက်ကစစ်သည်တူအနှဲငယ်တန်ရာရရှိခဲ့ပြီးအကျိုးအမြတ်ရလက်နေရဖြင့်ရန်သူဌာနကအကြမ်းဖက် KIA တလောင်းတနက်နှစ်လက်တိုက်၈၁တနက်တလက် M 7တနက်တလက် G8 နှစ်ခု G 40 9000တို့ကို30ရမိခဲ့ပါတယ်ခင်ဗျာအတဆက်ထဲမှာပဲဗမော်နဲ့ဆက်ဆက်နေတဲ့တရင်လေးကိုတင်ပြလိုပါတယ်မလ25ရက်နေ့ညနေပိုင်းအချိန်က အမော်တက္ကသိုလ်ရဲ့ရှေ့မြောက်ဘက်မီတာ1000ခန့်အကွာမှာနင်းမြေရှင်းနေတဲ့တပ်မတော်စစ်ကြောင်းနဲ့အကြမ်းဖက် KIA 15ဦးတို့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်တွေမှာရန်သူဟာဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးမိမိဘက်ကစစ်တီတူအနေငယ်ဒဏ်ရာရရှိခဲ့ပြီးတော့အကျိုးအမြတ်ရလက်နေရပြီးရန်သူထံကအကြမ်းဖက် KIA တလုံး KA သနက်တလက်ကြီးအိမ်10ခု G 900တောင်း40မမဘုံသီး9လုံးဘီစုကဘုံသီး9လုံးလက်ပြဘုံ9လုံးမိုင်းမျိုးစုံ10လုံး ကြီကာအုတ်ထုတ်ငါးလုံးတို့ကိုတင်ဆက်ရမိခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်မြခြင်းတဲ့သတင်းလေးကတော့အောင်မန်းဆင်မြန်းနေတဲ့တောင်ခမ်းသတင်းလေးပါပဲမလ26ရက်နေ့ညနေပိုင်းအချိန်ကတောင်ခမ်းဒေသအတွင်းမှာကျမ်းဖတ်တရန်လီအဖွဲ့စကန်ကုန်းတစ်ခုကိုတပ်မတော်ကွန်မန်ဒိုစစ်ကြောင်းများကဝင်ရောက်စီးနင်းခဲ့ပါတယ်ရန်သူဟာရင်ဆိုင်ပစ်ကတ်နိုင်ခြင်းအနည်းငယ်သာပြုလုပ်နိုင်ပြီးစုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်ညနေ9:00အချိန်ကမှတော့ရန်သူကုံအား သိမ့်ပိုက်ရရှိခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာမိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲရန်သူစခန်းကုန်းကနေသဲအိတ်ဘန်းက7လုံးတယောက်ပြစ်ပြစ်ချင်း9ချင်းမြေခွေချင်း3ချင်းအနီအနက်ဝါယာကျွတ်တခွေဆက်သွေးမြောင်350ပေကန့် M22 G900 တောင်းလက်ပြပုံ3လုံးမိုင်းမျိုးစုံ3လုံးတို့ကိုသိမ်းဆဲရမိခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းကတော့သခိုင်းနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ မလ26ရက်နေ့နေ့လယ်ပိုင်းအချိန်ကစကိုင်းမြို့နယ်တလိုင်းစင်ရွာမြောက်ဘက်မီတာ400ခန့်အကွာမှာနေမြင့်ရှင်းလင်းနေတဲ့လုံုံကြီးစစ်ကြောင်းများကို အကြမ်းဖက်များက မိုင်းတလုံးဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ဆက်လက်ပြီးတော့လုံုံကြီးစစ်ကြောင်းများကနေမြင့်ရှင်းလင်းရံမှာတော့မိုင်းထောင်နေတဲ့အကြမ်းဖက်သမားတအူးကိုတွေ့ရှိသည့်ဖြင့်အသေးပြစ်ခတ်ဖမ်းဆီးရပ်မိခဲ့ပါတယ်။ဖြစ်စဉ်တွင်မှာ ရက်တဖက်ဝင်နှစ်ဦးမစိုးရင်ရဒဏ်ရာနဲ့ငယ်ရရှိပြီးတော့ရန်သူတန်းကကျိုးမြတ်ရန်လက်နေရဖြင့်အကြံဖတ်တလောင်းလက်လုံးပိုင်းတလုံးဝါယာကျုပ်200ဘီတို့က30ရပ်မိခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းကတော့မန္တလေးတိုင်းနဲ့ဆက်ဆက်နေတဲ့သတင်းလေးပါမက်လ26ရက်နေ့ညနေပိုင်းအချိန်ကတပိတ်ချင်းမြို့နယ်အတွင်းမှာနေမြင်ရှင်းလင်းနေတဲ့တမတော်စစ်ကြောင်းတဲ့အကြံဖတ် DNA 80ဦးတို့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ် ရန်သူဟာဖြစ်စဉ်တွင်မှဆုတ်ခွာထွက်ပြေးသွားခဲ့ပြီးတော့မိမိဘက်ကစစ်သည်တဦးမစိုးရင်ရဒဏ်ရာအနှဲငယ်ရရှိပြီးရန်သူထံကကျိုးမြက်ရလက်အနေအားဖြင့်အကြမ်းဖက် DNA တလုံး M20 တနက်တလက် G အိမ်တစ်ခု G 15တောင်းတို့ကိုသိမ်းဆဲရမိခဲ့ပါတယ်ခမညာတဆန်ထဲမှာပဲမရီယာအခြေအနေကိုဆက်လက်တင်ပြလိုပါတယ်မလ26ရက်နေ့မနက်ပိုင်းအချိန်က ဒေသခံများရဲ့သတင်းပေးပို့မှုအရမရိယာမြို့ရဲ့အရှိတ်မီတာ9တောင်ခန့်အကွာထမင်းကုန်းရွာနီးမှာကျမ်းဖတ်သမားများလျှို့ဝှက်သိမ်းဆဲထားတဲ့လက်နဲ့ခဲရံများကိုရှာဖွေတွေ့ရှိသိမ်းဆဲနိုင်ခဲ့ပါတယ်။၎င်းလက်နဲ့များကတော့ MB3 တနတ်တလက် GA6 ခု G80 တောင်းအင်နာကတလုံးလက်ပြပုံတလုံးအိုင်ကွန်တလုံးနဲ့ equipment နှစုံတို့ပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့နောက်ထပ်တင်ပြခြင်းတဲ့သတင်းလေးကတော့မြန်မာနဲ့ထိုင်းနယ်စပ်အနီးမှာတည်ရှိနေတဲ့ ခလဲရီစခန်းမှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေခဲ့ပြီးတော့မြမတက်မတော်ကစခန်းကိုခိတ္တရာယီနောက်သို့စုပ်ပေးထားကြောင်းသတင်းရရှိပါတယ်ခမညာဟုတ်ကဲ့အခုနောက်ထပ်တင်ပြခြင်းတဲ့သတင်းကတော့ AMR တိုင်းနဲ့ရခိုင်အစက်ကရေကြီးမြို့နယ်နဲ့ဆက်ဆက်နေတဲ့သတင်းလေးပါ AMR တိုင်းနဲ့ရခိုင်အစက်နှမ်းမှာရှိတဲ့ရေကြီးမြို့နယ်အတွင်းကတက်ကပြင်းရွာမှာအခုဆိုရင်ဖြင့်ရွာသူရွာသားတွေအလုံးစစ်ဘေးရှောင်နေနဲ့ ွက်ခွာနေဆဲဖြစ်ပါတယ်တက္ကပြီရွာတွင်းကိုအေးအေးနဲ့ကြမ်းဖက်များနဲ့ပတ်သက်အကြမ်းဖက်အစုပ်ပဲများလက်နက်များကင်ဆောင်ပြီးတော့ဟိုဟိုဒီဒီသွားလာနေတဲ့အတွက်ကြောင့်မလို့ရွာသူရွာသားများရွာတွင်းမှာမနေရတော့ပဲစုပြေးရှောင်းလျက်နှိစရာရွာများနှိစရာမြို့များကိုထွက်ပြေးတိမ်းရှောင်းလျက်ရှိနေပါတယ် ဒါအပြင်တီရာကုန်းမြင်နဲ့ဆက်ဆက်နေတဲ့ရွာအနီးတဝိုင်မှာလည်းပဲလှုပ်လို့ရွံ့ရဖြစ်နေကြပြီးရွာသူရွာသားများမိမိတို့ရွာမှာကောင်းပြအောင်မအိပ်ရပဲနဲ့စပေးရှောင်းထွက်ပြေးတိန့်ရှောင်းလည်းရှိကြောင်းတင်ပြလိုပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးအနေအဖြစ်တင်ပြခြင်းတာကတော့ဆရာထေအောင်ရေးသားတဲ့မြန်မာပြည်တိုယိုတာစင်နီဗျူဟာနဲ့ဆက်တက်လေဒီဆိုတဲ့ဆောင်းပါးလေးကိုတင်ပြလိုပါတယ်ခင်ဗျာ အာဖရိကမြောက်ပိုင်းဆယ်စုနှစ်ကြီးမသိမြတ်တဲ့ချက်နယ်လေပြားတို့ဟာ1986 1989များမှာစီရင်နဲ့အပြစ်သက်အဖြစ်ရှာကြပါတယ်။တချင်ကလေပြားပိုင်းနဲ့ဖြစ်ကြောင်းပြောဆိုခြင်းတဲ့အဲ့ဒီအချိန်ကလေပြားကောင်းဆောင်မူမာဂရာဖီရဲ့အာဖရိကမြောက်ပိုင်းကိုလိုနီဩဇာခံများဖယ်ရှားရေးကြောင့်ဆိုလျင်ပုံမှန်ကန်ပါလိမ့်မယ်။ သူတို့ထက်စိတ်အင်အားလေးစားနီးပါးရှိတဲ့အဲ့ဒီအချိန်လစ်ပြားစစ်တဲကြီးကမြို့တော်ကိုသိမ်းပိုက်ဖို့နေဆက်ဖြတ်ကျော်လာတဲ့အခါချက်တို့မှာခြေမကင်မိလက်မကင်မိဖြစ်သွားရပါတယ်သူတို့မှာလစ်ပြားစစ်တဲ့ကိုဟန်တားနိုင်လောက်တဲ့တင်ကတန်ချက်ကကားနဲ့စစ်သည်အင်အားမလုံလောက်ပါဘူးဘဲကန္နာရသဘာဝနဲ့ကန့်ညီတဲ့ Toyota Hilux Toyota Land Cruiser အရက်ဖက်ကားများကိုစစ်ရင်အဖြစ်ပြောင်းလဲအသုံးပြုပြီးအင်အားကြီးမားတဲ့လစ်ပြားစစ်တဲ့ကိုခုခံခဲ့ပါတယ် အဲ့ဒီတိုယိုတာကားများပေါ်မှာတင်ကားဖြတ်တုံးစိန်ပြောင်းဆက်တဲ့ကြီးတင်ဆောင်ပြီးကြောက်ကြားပုံစံထုံးနဲ့ချင်းအားပြင်သစ်စစ်အကြံပေးများရဲ့လက်ချက်လို့ယုံကြည်ရပါတယ်။ကိုလာကျော်ညာစစ်ပွဲကိုစင်းချုပ်တဲ့အခါလေပြင်းစစ်တပ်ရဲ့အင်အားဆယ်ပုံတပုံဆုံးရှုံးသွားပြီးနောက်နောက်ကျောင်းပြန်ဆုတ်သွားရပါတယ်။လေပြားကောင်းဆောင်ဂရာဗီအရှက်ကွက်ခရရတဲ့အဲ့ဒီစစ်ပွဲမှာအုံပြူတဲ့အရက်ဖက်စစ်ရင်များကိုအစွဲပြူပြီးတိုယိုတာစစ်ပွဲလို့ နိုင်ငံတကာမီဒီယာများကတင်စားကြပါတယ်လွတ်လပ်ရေးရာပြီး3လမပြည့်ခင်စတင်ဖြစ်ပွားတဲ့မြန်မာနိုင်ငံပြည်တွင်းစစ်မှာနှစ်90ကျော်ကြာတဲ့အထိအစိုးရစန့်ကျင်ရေးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOS စုစုပေါင်း100ကျော်ရှိခဲ့ပါတယ်2022ခုနှစ်ဖေဖော်ဝါရီလနောက်ပိုင်းမြန်မာနိုင်ငံအရရဗမာကျမ်းမလူငယ်လေးများရဲ့ PDF ခေါ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့များဟာအဖွဲ့ပေါင်း200ခန့်အင်အား300ကျော်ရှိတယ်လို့ ြည်ပစီအကြက်ခင်များကခံမှန်းကြပါတယ်အဲ့ဒီအင်အားဟာမြမတက်မတော်တက်မှန်နဲ့တိုက်ခိုက်ရေးအသင့်အင်အားရဲ့ထောက်ဝနှိပါများရှိပါတယ် PDF တို့ဟာနှိစက်ရ EOS များထံခေလုံစစ်ပညာသင်ယူပြီးမာမိတ်ဖွဲ့ခဲ့ကြပါတယ်အချို့လဲ EOS များရဲ့လက်အောက်ခံအထုတက်များဖြစ်သွားကြပါတယ်အဲ့ဒါဟာလူမျိုးကို အခြေခံအင်အားစုဆောင်းပြီး တိုက်ကွက်မဖော်နိုင်ပဲရာစုနှစ်တဝက်မြအချိန်ကုန်ခဲ့တဲ့ဤဝင်များအတွက်ရာခင်းလာတဲ့မဟာမအခွင့်ဒူးကြီးဖြစ်သွားပါတယ်ဘောကျော်ကြီးနေဝင်းရဲ့တက်မတော်ကိုဆက်ခံတဲ့ဘုံမှုချုပ်မှုကြီးတန်းရွှေဟာတက်မတော်ကိုချက်ထွင်ခဲ့ပါတယ်တောင်းညံသူထကြွနေမျိုးကိုတမတရင်များဆေလုပ်ပြီးနှိမ်နှင်းခဲ့တဲ့ရခင်ပုံစံမှ ခွဲထွက်ပြီးအရင်ပါတဲ့မြို့များအနီးတရင်သုံးရင်းကန့်စီထူထောင်ခဲ့ပါတယ် စစ်လက်နက်ပစ္စည်းလေကြောင်းရန်ကာကွယ်ရေးအဆင့်မြင့်ဆက်သွယ်ရေးအမြောက်ဒုံးနဲ့ထောက်ပံ့မှုဆောင်ရေးတပ်များကိုလည်းတိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်အဲ့ဒီအခါအလျံလိုက်ဖြန့်ခွဲမှုကျပြန့်လာပြီမဲ့တရင်တစ်ခုစီမှာဖွဲ့စည်းပုံပြည့်ရုပ်တရက်လူအင်အားဖြည့်ဆည်းဖို့မဖြစ်နိုင်ပဲအင်အားနည်းလျက်ရှိခဲ့ပါတယ်ဒါတွင်အဒေသနယ်မြေတခုအတွင်းအင်အားအများအပြားစုနိုင်စုစည်းနိုင်တဲ့စန့်ကျင်ရေးလက်နက်ကင်များအတွက်ပြစ်မှတ်ကြီးဖြစ်သွားပါတယ် အင်အား200ခန့်သာရှိတဲ့တပ်မတော်တရင်များကိုလူ2000-3000ခန့်ဝိုင်းဝန်းတိုက်ခိုက်ခံရပြီးကြာဆုံးရပါတယ်။35ရောက်အများဆုံးသာရှိတဲ့ကင်းစကန်းရာပေါင်းများစွာတို့ဟာအချိန်တိုအတွင်းကြာဆုံးကုန်ပြီးနေမြေအခြေအနေနဲ့လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်စစ်ကူပေးဖို့ခက်ခဲခဲ့ပါတယ်။ ပြန်လဲထိုးစစ်ဆင်မှုဆိုတာလဲပျောက် जा စစ်အသွင်ပြန့်နှံ့နေခြင်းကြောင့်ရှေ့မှာဖြိုခွင်းသွားပြီးနောက်မှာပြန်လဲစူယုံတာမျိုးဖြစ်နေခဲ့ပါတယ်ခင်မီတိုက်လင်းရဲရင်များသုံးဆွဲဖို့လဲတကြိမ်ချင်းမှာကုံကြစီမြပြန့်လာပါတယ်ပျောက် जा စစ်ကိုတံမြန်ဖို့အတွက်အသင့်တော်ဆုံးကပျောက် जा နီးပဲဖြစ်ပါတယ်2024ခုနှစ်ဒီဇင်ဘာလ26ရက်မန္တလေးတိုင်းတောင်သာမြို့ဇေကြီးကျေးရွာစန့်ကျင်လက်နက်ကင်များစူဝဲနေစဉ် ပါရာဂလိုက်ဒါဆက်လေဒီများအသုံးပြုခြင်းဟာမြမတက်မတော်အတွက်ပထမဆုံးဖြစ်ပါလိမ့်မယ်။စီးပွားရေးလုပ်ငန်းသုံးဒရုန်းများကိုအုပ်စုဖွဲ့ဒရုန်းစွန်တိုက်ခိုက်ခံရခြင်းကိုလည်းတုံ့ပြန်နိုင်တဲ့အပြင်ဘုံအများပြားသဲဆောင်နိုင်တဲ့ညကြီးအစင်းမြင့်ဒရုန်းများကိုမြန်မာပြည်နေရာနှက်အသုံးပြုလာပါတယ်။မှသားစင်ကတွေ့ရတာကတော့ပျောက်ကြားအသွင် ဖြန်ခွဲနေတဲ့လက်နက်ကင်များကိုနောက်ပွင့်လက်နက်ကြီးစသနက်တင်ပစ်ကက်ကားများနဲ့အမှတ်မတင်ရွှေလျားချေမှုန်းခြင်းပဲဖြစ်ပါတယ်။ ရန်တင်ရတဲ့သတင်းများအရရှမ်းပြည်တောင်ပိုင်းနဲ့မြောက်ပိုင်းကြားမဟာဗျူဟာမြောက်တောင်ခမ်းတိုက်ပွဲမှာတပ်မတော်ကတိုယိုတာစင်နီဗျူဟာနဲ့အနံယူခဲ့ပုံရတယ်လို့ဆိုပါတယ်အတီးပြူနိုင်ခြင်းမရှိသေးပေမဲ့တပ်မတော်ရဲ့တိုယိုတာစင်နီဗျူဟာကိုလွန်ခဲ့တဲ့နှစ်လွိုင်ကော်တိုက်ပွဲနဲ့လက်ရှိမြန်မာနိုင်ငံတောင်ပိုင်းနယ်မြေတချို့မှာတွေ့မြင်ရတယ်လို့ဒေသခံများအဆိုအရသိရှိရပါတယ်ခမဒီအောင် ဟုတ်ကဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားဖို့အထူးပဲမြတ်တာရက်ခံပန်ချအပ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်မင်းခတ်ပါဦးပါ